မင်္ဂလာပါရှင်ဒီကနေ့ရဲ့နောက်ဆုံးရထိတ်တန့်သတင်းများကိုတင်ဆက်ပေးပါမယ်ပထမအဦးဆုံးတပုတ်အနေနဲ့မြောက်ဥကလာမြို့နယ်ခမ်းမနယ်ရွှေပြည်သာမြို့နယ်မြို့မရဲစခန်းတို့ကိုလက်ဖြစ်ပုံပြစ်သွင်းတိုက်ခိုက်တဲ့အကြောင်းတင်ဆက်ပေးပါမယ်ရန်ကုန်မြို့မြောက်ဥကလာမြို့နယ်မှာအစံဖက်စစ်ကောင်စီတပ်သားများတပ်ဆွဲထားတဲ့မြို့နယ်ခမ်းမကိုလက်ဖြစ်ပုံပြစ်သွင်းတိုက်ခိုက်ခဲ့ကြောင်းမြောက်ဥကလာပြည်သူ့ကာကွယ်ရေးမှတာဝန်ရှိသူတအုပ်ကပြောကြားခဲ့ပါတယ်ဇွန်လ13ရက်နေ့ည10:55မိနစ်ခန့်မှာမြောက်ဥကလာမြို့နယ်ရှိအစံဖက်စစ်ကောင်စီတပ်သားများတပ်ဆွဲထားတဲ့မြို့နယ်ခမ်းမတို့ကိုတော်လိုင်းရဲဘော် တွေကလက်ပစ်ပုံပြစ်သွင်းတိုက်ခိုက်ခဲ့ကြောင်းသိရပါရယ်အဲ့ဒီတိုက်ခိုက်မှုအတွင်အကြမ်းဖက်စစ်ကောင်စီတပ်သားများထိခိုက်သေးဆုံးမှုအရေအတွက်ကိုအတည်ပြုနိုင်ခြင်းမရှိသေးပဲတော်လိုင်းတပ်ဖွဲ့ဝင်များထိခိုက်မှုရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါရယ်ရန်ကုန်မြို့ရှိအကြံဖက်စစ်ကောင်စီတပ်သားတွေကိုဆက်လက်တိုက်ခိုက်သွားမှာဖြစ်ပြီးပြည်သူများအနေနဲ့ဘေးလွတ်ရာမှာရှောင်ရှားသွားလာကြဖို့ပြည်သူ့ကာကွယ်မြောက်ကလာမှတာဝန်ရှိသူတအုပ်ကဆက်လက်ပြောပါရယ်အလာတူရန်ကုန်မြို့ရွှေပြည်သားမြို့နယ်မြို့မကြီးစခန်းကိုလည်းလက်ပစ်ပုံပြစ်သွင်းတိုက်ခိုက်ခဲ့တဲ့အကြောင်း The Bloodline ဖွဲ့မှတာဝန်ရှိသူတအုပ်ကပြောကြားခဲ့ပါတယ်။ဇွန်လ18ရက်နေ့ည8:00နာရီကမှရွှေပြည်သာမြို့နယ်ရှိမြို့မရဲစခန်းကို The Bloodline ဖွဲ့မှတော်လိုင်းရဲဘော်တွေကလက်ပစ်ပုံနှလုံးပစ်သွင်းတိုက်ခိုက်ခဲ့ကြောင်းသိရပါပါတယ်။အဲ့ဒီတိုက်ခိုက်မှုတွင်အကြမ်းဖက်စစ်ကောင်စီတပ်သားများထိခိုက်သေးဆုံးမှုရှိမရှိကိုအတည်ပြုနိုင်ခြင်းမရှိသေးပဲတော်လိုင်းရဲဘော်များထိခိုက်မှုရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါပါတယ်။ ပြည်သူများအနေနဲ့လည်းအကျန်းဘက်စစ်ကောင်စီတပ်သားများအနီးတွာလာနေထိုင်ခြင်းမပြုကြဖို့အသိပေးထားပါရယ်။နောက်ထပ်တစ်ပုတ်အနေနဲ့ကြောက်ဖြူပြိုင်းစည်ခင်ရွာရှိစစ်ကောင်စီတပ်စခန်းကိုအေးအေးတိုက်ခိုက်ပြီးစစ်ကောင်စီတပ်သား90တိစုံတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ ရခိုင်ပြည်နယ်ကြောင်ပြူမြို့အမတ်32ရဲတပ်ရင်ကာကင်းစခန်းဖြစ်တဲ့ပြိုင်းစစ်ကေကြီးရွာရှိအရခတ်တပ်တော်အင်ကတိုက်ခိုက်ခဲ့ပြီးစစ်ကောင်စီတပ်သား50ဦးထပ်မံတေဆုံးသွားတယ်လို့ခိုင်လုံတဲ့အေအေတပ်တွင်းသတင်းရင်းမြစ်တွေကပြောပါရယ်အင်အားတရာရှိတဲ့ပြိုင်းစစ်ကေကြီးရွာရှိစစ်ကောင်စီစခန်းကိုအရခတ်တပ်တော်အင်ကအလုံးရင်းနဲ့ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးအဆိုပါသတင်းရင်းမြစ်ကပြောတာပါစစ်ကောင်စီရဲ့အမတ်32ရဲတပ်ရင်ကိုအေအေကဝန်းရံပိတ်ဆို့ကနေ့စဉ်တိုက်ခိုက်နေပြီးအခုရက်ပိုင်းတိုက်ပွဲတွေစစ်ကောင်စီဘက်မှတပ်သား50ဦးထပ်မံကိုရှင်းလင်းနိုင်ခဲ့တယ်လို့ပြောပါရယ် ေတပ်တွင်တရင်အရင်မြစ်တောကအမှတ်30နေရဲတရင်တောင်းမှာရှိရဲပြိုင်းစီကင်ရွာမှာစစ်ကောင်စီဘက်ကတင်သားတရာလောင်းနဲ့စခန်းချထားတယ်ကျွန်တော်တို့ဝင်တိုက်တော့တပ်သား90လောက်ကတိစုံသွားပြီးနောက်ထပ်90လောက်ကြန့်နေသေးတယ်ကြားဖြူမျိုးနဲ့ရှိစစ်ကောင်စီတရင်တွေကစစ်ကူပေးဖို့လုပ်ခဲ့ပြီးမြဲကျွန်တော်တို့ကြားဖြတ်တိုက်ခိုက်မှုတွေရှိနေပါတယ်လို့ပြောပါတယ် ကျောင်းပြူမျိုးနဲ့ရှိစစ်ကောင်စီတပ်စခန်းတစ်ခုနဲ့တစ်ခုကစစ်ကူပေးနိုင်ခြင်းမရှိသေးဘူး။အရခတ်တက်တော်အင်ကအဖက်ဖက်မှဝန်းရံပိတ်ဆို့ဖြတ်တောက်ထားကြောင်းအဆိုပါသတင်းရင်းမြစ်တွေကပြောပါရယ်တပ်ပွဲကတော့ဤတိုင်းဖြစ်ပါရယ်စစ်ကောင်စီဘက်ကနေပွင့်ရင် drone တွေနဲ့အဓိကတိုက်ခိုက်နေတာကျွန်တော်တို့ဘက်ကတော့အကုန်လုံးကဝန်းရံထားတယ်စစ်ကောင်စီဘက်ကဘာမှလုပ်မရတော့တိုက်ပွဲကတော့သတိထားပြီးတိုက်နေရတယ်ကျွန်တော်တို့အရန်ကြီးထိုးစစ်စင်နာမျိုးမလုပ်သေးဘူးတရုတ်စီမံကိန်းတွေလည်းရှိနေတော့သတိတော်ထားနေရတယ်လို့ပြောပါရယ်အရခတ်တက်တော်အင်ကကြောက်ဖြူမျိုးတိုင်းတိုက်ပွဲမှာစစ်ကောင်စီရဲ့နှမ်းဖဲတောင်တပ်စခန်းမင်းတ က်တောင်တက်စကန်နဲ့လက်ခမော်တက်စကန်တို့ကိုတင်ပိုင်ထားပြီးလက်ရှိမှာအမှတ်30ရဲတရင်ကိုဥတီတက်ခိုင်းနေကြောင်းသိရပါတယ်။အေးတက်တွင်းတရင်အရင်မြစ်ကတက်စကန်ရှိတဲ့ရွာကိုကျွန်တော်တို့ဘက်ကအကုံဝိုင်းထားပြီးပြီးသူတို့ကရော့စစ်ကောင်စီဘက်ကထွက်ပေါက်ပိတ်နေပြီးဒါမဲ့စစ်ကောင်စီဘက်ကရိတ်ခါတွေကိုတော့ဒရုန်းလာကြတယ်18ရက်နေ့တိုက်ပွဲမှာကြောက်ဖြူမျိုးနယ်တွေကစစ်ကူတစ်ခေါက်လာတယ်။အဲ့ဒီမှာကျွန်တော်တို့ကကြားဖြတ်တိုင်းလိုက်တာစစ်ကောင်စီတပ်သားအလောင်း10လောင်းရလိုက်တယ်လက်နက်10လက်ရလိုက်တယ်လို့ပြောပါတယ်။ ကြောက်ဖြူတိုက်ပွဲကိုစစ်ကောင်စီကကြီးရည်လီတုံးကူစလုံးနဲ့ခုခံတိုက်ခိုက်နေတော်လဲအရခတ်တက်တော်အေဘကဝင်းရံပိတ်ဆို့ထားတာကြောင့်အေကစီးအသာစီးရနေကြောင်းလဲစီးရေးတုံးသက်သူတွေကပြောဆိုထားပါတယ် နောက်ထပ်တစ်ပုတ်အနေနဲ့နှစ်ဖက်တင်းမာနေမှုပေါ်ငြင်းချမ်းစွာဖြေရှင်းဖို့ MNDAA နဲ့ SSPP SSE သဘောတူညီမှုရတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ကိုကန့်တက်မတော် MNDAA နဲ့ရှမ်းပြည်တက်မတော် SSPP SSE ကြားနေမြေအငင်းပွားမှုဖြစ်ပွားကစည်ရီးတင်းမာမှုနဲ့ပတ်သက်ပြီးနှစ်ဖက်ခေါင်းဆောင်တွေတွေ့ဆုံညှိနှိုင်းခဲ့တယ်လို့ငြင်းချမ်းစွာဖြေရှင်းဖို့ရလဒ်ကောင်းတွေရှိရလို့ MNDAA ကစွန်လ16ရက်မှာထုတ်ပြန်ပါတယ်။ ။နှစ်ဖက်ကောင်းဆောင်တွေတွေ့ဆုံဆွေးနွေးမှုကိုအခုလ18ရက်ကရှမ်းပြည်နယ်မြောက်ပိုင်းအထူးဒေသတစ်သိန်းနီခရိုင်တန်လွင်ကျေးရွာမှာပြုလုပ်ခဲ့ပြီး MNDA နဲ့ SSPB SSC နှစ်ဖက်ထိပ်ပိုင်းကောင်းဆောင်73အပါအဝင်ဝါပြည်သွေးစီညီညွတ်ရေးတပ်မတော် UWS ရဲ့900 930ရှေ့တန်းဒုတိယကုတ်ကဲရီမူလေတက်ရောက်ခဲ့တယ်လို့ဆိုပါတယ်။နှစ်ဖက်တွေ့ဆုံမှုတွင်လက်ရှိဖြစ်ပေါ်နေတဲ့ကိစ္စရပ်တွေကိုနက်နက်ရှိုင်းရှိုင်းဆွေးနွေးခဲ့ပြီးလက်တလောပေါ်ပေါက်နေတဲ့အမြင်ကွဲလွဲမှုတွေနဲ့သဘောထားကွဲလွဲမှုတွေကိုငြိမ်းချမ်းစွာဖြေရှင်းဖို့ကိုလည်းသဘောတူညီမှုရရှိခဲ့တယ်လို့ဆို ပါတယ်။ဒါအပြင်နှုတ်နှစ်ဖက်အငင်းပွားမှုတွေကိုထိန်းချုပ်ဖို့နဲ့ပဋိပက္ခနေပါစေဖို့အပြုသဘောဆောင်တဲ့ဆွေးနွေးမှုတွေရရှိခဲ့တယ်လို့နှစ်ဖက်အပွဲကြားဆက်ဆံရေးတွင်းမြင့်ဖို့ကိုလည်းလှုံ့ဆော်နိုင်ခဲ့တယ်လို့ဆိုပါတယ်။ MND အနေနဲ့လည်းတိုင်းရင်းသားတော်လိုင်းလက်နက်ကင်ဖွဲ့ရီနဲ့ပဋိပက္ခဖြစ်ပွားလိုတာမျိုးမရှိသလိုတိုင်းရင်းသားလက်နက်ကင်အဖွဲ့အားလုံးနဲ့ချစ်ချည်ရင်းနှီးစွာနေထိုင်နေလို့လေ MND COC ချုပ်ကဆိုပါတယ်။ဇွန်လ19ရက်နေ့ဆွေးနွေးမှုနဲ့ပတ်သက်ပြီးရှမ်းပြည်တမတော် SSPB SSA ကတော့ဒီကနေ့ဇွန်လ19ရက်ထိသတင်းထုတ်ပြန်တာမျိုးမရှိပါဘူး။အခုဇွန်လ10ရက်ကလာရှိုးမျိုးဟန်းနာကြီးရွာအုပ်စုနာလိုင်းရွာအထက်မှာ MND နဲ့ SSPB SSA နှစ်ဖက်စီရင်တင်းမာမှုဖြစ်ပွားခဲ့ပြီးထိတွေ့တိုက်ပွဲဖြစ်ခဲ့က MND ဘက်ကရှေ့ဦးကြဆောင် င်ခဲ့တယ်လို့ SSBB SSA ကစွန်လတရက်ညပိုင်းမှာသတင်းထုတ်ပြန်ထားပါသေးတယ်။ ဒါအပြင်ပြီးခဲ့တဲ့ AB 29ရက်ကလည်းတီပွားမြို့နယ်တင်ဟိုင်းရွာ၊ဟူမီရွာနဲ့နမ်းမရွာတို့မှာနှစ်ဖက်နေမြေအငင်းပွားမှုဖြစ်ပွားခဲ့ပြီးထိတွေ့ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ကနှစ်ဖက်ပြန်လည်ဖမ်းဆီးမှုတွေလည်းရှိပါတယ်။ MND နဲ့ SSBB SSA တို့ကဝါတပ်ဖွဲ့ဦးဆောင်တဲ့ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းကော်မတီ FBNCC အဖွဲ့ဝင်တွေဖြစ်ကြပြီးနှစ်ဖက်ဖွဲ့ကြားနေမြေအငင်းပွားမှုနဲ့ပတ်သက်ပြီးမကြာခဏတင်းမာမှုတွေဖြစ်ပွားနေရလည်းဖြစ်ပါတယ်။နောက်ထပ်တစ်ပုတ်အနေနဲ့နောက်ချိုမှာ TNL နဲ့စစ်တပ်တိုက်ပွဲဆက်ဖြစ်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ် မြပိုင်နောင်ချုံမြို့နယ်တွင်ရှိညံတော်နေရွှေသွန်းကြီးပါတို့ကိုစစ်ကောင်စီတပ်နဲ့ပလောင်တောင်မျိုးသားလွတ်မြောက်ရေးတပ်မတော် TNL တွေတို့တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့တယ်လို့ဒီကနေ့မှသတင်းထုတ်ပြန်ပါတယ်။မင်းကမနက်ပိုင်းမှာတိုက်ပွဲဖြစ်ပွားခဲ့ပြီးတိုက်ပွဲအတွင်းစစ်ကောင်စီတပ်မှလက်နက်ကြီး38လုံး drone နဲ့ဘုံးစေလုံးကျင်းချတိုက်ခိုက်ခဲ့ကြောင်းတိုက်ပွဲဖြစ်ပွားခြင်းမရှိရရွှေညောင်ပင်နဲ့ရေမောင်းတန်ကြီးရွာဘက်ကိုလည်းလက်နက်ကြီး၈လုံးနဲ့ဒရုန်းပုံ၂၃လုံးချင်းချတိုက်ခတ်ခဲ့ကြောင်းဖော်ပြထားပါတယ်။ ။တောင်ချုံမြို့နယ်တိုင်ပွဲကာလအတွင်းလူထုပြစ်မှတ်တွေကိုပါတိုက်ခိုက်မှုတွေကြောင့်ဇွန်လ16ရက်မှာဆမ်ဆဲကြီးရွာမှာမျိုးသားနှစ်ဦးပုံစံထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့လည်း TNN ကဖော်ပြထားပါတယ်။စစ်ကောင်စီကတောင်ချုံကိုပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက်ထိုးစစ်ဆင်နေရ TNN ဘက်ကထိန်းချုပ်ရွာဆင်ရွာထက်မနေလက်လွတ်လိုက်ရတယ်လို့တိုက်ပွဲတွေကလည်းမျိုးနယ်ပုံမှန်နီးကပ်လာတာကြောင့်တောင်ချုံမြို့ပေါ်မှာဒေသခံအများအပြားဘေးလွတ်ရာတိမ်းရှောင်နေကြပါတယ်။ အဆိုပါတိုက်ပွဲအခြေအနေများနဲ့ပတ်သက်ပြီးစစ်ကောင်စီဘက်ကသတင်းထုတ်ပြန်ခြင်းမရှိသေးပါဘူး။နောက်ထပ်တစ်ပုတ်အနေနဲ့ဒေါအောင်ဆန်းစုကြည်ကအလူလူသဘောထားနဲ့တွေ့ဖြီးတဲ့လုံရံများမလုပ်ခဲ့သလို NUG လည်းလှုပ်ဆောင်မှာမဟုတ်ဘူးလို့ကတိပြုကြောင်းရှာဟီသမရပြောကြားတဲ့ကြောင်းတင်ဆက်ပေးပါမယ်။လူလူကောင်ဆောင်ဒေါအောင်ဆန်းစုကြည်ကပြည်သူလူလူသဘောထားနဲ့တွေ့ဖြီးတဲ့လုံရက်တွေမလုပ်ခဲ့သလိုအမျိုးသားညီညွတ်ရေးအစိုးရ NUG အနေနဲ့လည်းလှုပ်ဆောင်မှာမဟုတ်ဘူးလို့ရှာဟီသမရဒူဝါလက်ရှိလာကပြောကြားလိုက်ပါတယ်။ဒေါအောင်ဆန်းစုကြည်အသက်80ပြည့်မွေးနေ့အတွက်မွေးနေ့ဆုတောင်းစကားပြောကြားရမှာ NUG အစိုးရ ဖွဲ့ရှာရေးသမ္မတဒူဝါလက်ရှိလာကထည့်သွင်းပြောကြားလိုက်တာပါဒေါအောင်ဆန်းစုကြည်ကလူမှုသဘောထားနဲ့တွေ့ပြီးတဲ့လောရက်တွေကိုမလုပ်ခဲ့သလိုကျွန်တော်တို့အနေနဲ့လည်းလူမှုသဘောထားနဲ့တွေ့ပြီးတဲ့မြည်တိလောရက်မျိုးကိုမှလုံဆောင်မှာမဟုတ်ဘူးလို့ပြည်သူကိုကတိပြုတယ်လို့ရှာရေးသမ္မတဒူဝါလက်ရှိလာကဆိုပါတယ်ဒေါအောင်ဆန်းစုကြည်ရဲ့တားဖြစ်သူကင်မီအဲရစ်ကပြည်သူနဲ့အတူလူမှုလှုပ်ရှားမှုမှာထဲထဲဝင်ဝင်ပါဝင်နေတဲ့အတွက်ဝမ်းသာပီတိဖြစ်မိတယ်လို့ဒေါအောင်ဆန်းစုကြည်ကကင်မြဲမိခင်ဖြစ်တယ်လို့မြန်မာနိုင်ငံရဲ့အတိုင်းပြုပြည်ပြုမိခင်တရားဖြစ်တယ်လို့လည်းဒူဝါလက်ရှိလာကပြောကြားပါတယ် ဒေါအောင်ဆန်းစုကြည်အကျဉ်းချခံရမှုကနေလွတ်မြောက်ဖို့အတွက်သားဖြစ်သူကင်ကိုရိုင်းပြည်သူနဲ့အတူလူလူလှုပ်ရှားမှုမှာဖိဖိစီစီပါဝင်နေတာကိုတွေ့ရလို့လည်းဝမ်းသာပီတိဖြစ်မိပါတယ်။ကင်ဟာသူ့ရဲ့မိခင်အသက်80ပြည့်ချိန်ထိအကျဉ်းချခံနေရလိမ့်မယ်လို့မျှော်လင့်ထားမှာတော့မဟုတ်ပါဘူး။ဒါပေမဲ့နိုင်ငံလောကရန်တွေကိုကြံ့ကြံ့ခံဖြတ်တန်းနေတဲ့မိခင်ဖြစ်သူအတွက်သားဖြစ်သူကင်ကလေးစားကုန်ယူနေမှာအသေးစားဖြစ်တယ်လို့ကျွန်တော်ယုံကြည်ပါတယ်။ဒေါအောင်ဆန်းစုကြည်ဟာသားဖြစ်သူကင်ရဲ့မိခင်ဖြစ်တယ်လို့မြန်မာနိုင်ငံရဲ့တိုင်းပြည်ပြည်ပြည်မိခင်တယောက်ဖြစ်တယ်လို့လည်းကျွန်တော်တို့အတိအမှတ်ပြုရမှာဖြစ်တယ်လို့ရှားရီသမရကဆိုပါ တယ်။နှွေဥဒေါ်လာရင်းနဲ့ပတ်သက်ပြီးတော့လည်းယာယီသမရကနှွေဥဒေါ်လာရင်းအောင်မြင်ဖို့အတွက်လူမှုဒေါ်လာရင်းနည်းနဲ့လူမှုနိုင်ငံရေးနီးပေါင်းဆက်ပြီးတော့တွန်းလှန်တိုက်ပွဲဝင်ကြဖို့တိုက်တွန်းထားပါတယ်။စစ်အာဏာရှင်စနစ်အမြင့်ပြတ်ပြတ်သိမ်းဟာနှွေဥဒေါ်လာရင်းရဲ့မူလလုပ်ငန်းစဉ်ဖြစ်ပါတယ်။ဒါပြင် Federal Democracy နိုင်ငံသစ်ထူထောင်ရင်းဟာနှွေဥဒေါ်လာရင်းရဲ့အန်တီမာပန်းတိုင်ဖြစ်ပါတယ်။စစ်အာဏာရှင်စနစ်ပြတ်သိမ်းရေးအတွက်လူမှုဒေါ်လာရင်းနည်းနဲ့လူမှုနိုင်ငံရေး နီးပေါင်းဆက်ပြီးတော့တွန်းလန်တိုက်ပွဲဝင်ကြဖို့ဟာຫນွေဥတော်လန်ရဲ့အခြေခံလမ်းစဉ်ဖြစ်တယ်လို့လဲယာယီသမရဒူဝါလက်ရှိလာက ဆိုကြောင်းသတင်းမှဖော်ပြပါရှိပါတယ်ရှင်။